ဂျာမနီနိုင်ငံတုံးလင်ကန်ချီယွာလေးတွေ့ရမှာစချုပ်စရာဖြစ်တဲ့ George Fisher ရဲ့တားတယောက်ကတင်းငယ်တဲ့တီထွင်ဖန်တီးမှုတစ်ခုကြောင့်ကမ္ဘာလုံးရဲ့ဆောက်လုပ်ရေးလောကတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။သူ့ရဲ့တီထွင်ဖန်တီးမှုတွေကအခုလက်ရှိအချိန်ထိကျွန်တော်တို့အိမ်တွေမှာဘေးဘက်ထားလို့မရတဲ့အသုံးပြုနေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။နေရာနေမှာတစ်ခုခုကိုချိတ်ဆွဲထားတဲ့အခါ ောင်တင်းခိုင်မာစီဖို့အုတ်ရိုက်တံတွေနဲ့ရိုက်သွင်းမဲ့အစားလေယံကိုဒရိတ်နဲ့ဖောက်ပြီးဝေါ်ပလက်ထည့်ပြီးစကရူထည့်ချက်လိုက်ခြင်းကပုံမခိုင်မာစေတဲ့ဆိုတော့ကို George Fisher ရဲ့သားဖြစ်သူ Arthur Fisher ကတွေ့ရှိခဲ့တာဖြစ်ပြီး1958မှာတီထွင်နိုင်ခဲ့ပါတယ်ဒီလိုရိုးရှင်းတဲ့ plastic ဝေါ်ပလက်လေးက concrete အုပ်ဒါမှမဟုတ်ထုံးကော်နဲ့ပြုလုပ်ထားတဲ့နေရာတွေမှာဒီ plastic ကဝဲဥလက်ကိုလှည့်ထည့်လိုက်တဲ့အခါပွားလာပြီးနေရာထဲမှာကုတ်အားကောင်းသွားပြီခိုင်ခန့်စွာတက်စေစေနိုင်ခဲ့တာကြောင့်ဆက်လို့ရေလောကနဲ့အိမ်တွင်းတက်စေခြင်းတွေမှာကြာရှည်စွာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ် အလွန်ဈေးသက်သာပြီးအတုံးဝင်လုံးတာကြောင့်ကမ္ဘာတစ်ဝန်းမှာဘီလီယံချီရောင်းချခဲ့ရပြီးနေရာတိုင်းကထူပေါက်တွေမှာမရှိမဖြစ်ဖြစ်စည်းလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ Other feature ရဲ့ detail တွေမှာဆက်လို့ရေလောကကိုနေမဟုတ်ပဲဘသူမဆိုပစ္စည်းတွေကိုခိုင်မာစွာတက်စင်နိုင်တာကြောင့်လူထုလက်ထက်ကိုအလင်းမြန်ရောက်ရှိသွားစေပါတော့တယ်။1948ခုနှစ်မှာသူ့ရဲ့ကိုပိုင်ကုမ္ပဏီဖြစ်တဲ့ Fisher Group ကိုတည်ထောင်ခဲ့ပါတယ်။ Fisher ဟာမိုဘိုင်းခွေ1100ကျော်ကိုကိုင်ဆောင်ထားပြီးမိုဘိုင်းခွေ1093ခုကိုပိုင်ဆိုင်ထားတဲ့ Thomas Alva Edison ကိုကျော်တက်သွားခဲ့ပါတယ်။1919မှာမွေးဖွားလာခဲ့ပြီး 2016ခုနှစ်မှာကွဲလွန်ခဲ့ကသူကွဲလွန်ချိန်မှာအသက်66နှစ်ရှိနေပြီဖြစ်ပြီးယနေ့ထိတိုင်ဆောက်လုပ်ရေးလောကမှာအမြဲတမ်းအမှတ်တရဖြစ်အာသာဖီရှာဟာကြံ့ရင့်နေမယ်ဆိုတာအသေးချာပဲဖြစ်ပါတော့တယ်ခင်ဗျာလူဂျီမီနိုရဲ့ HMD တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကျွန်တော်လိုက်ပါ